မြန်မာမှာအပြင်းထန်ဆုံးငလင်းလှုပ်ခတ်ပြီးနောက်ငားရဲ့အကြမ်းအာနာသိန်းစစ်ကောင်စီကယာယီအပြစ်ခတ်ရက်တယ်လို့ MRTV ကနေကြေညာခဲ့ပါတယ်။ဒီကြေညာချက်ကိုစစ်ကောင်ဆောင်မင်းအွန်လိုင်းကချိုင်းနိုင်ငံဘန်ကောက်မြို့မှာပြုလုပ်မဲ့ Bintex အစီအဝေးမတက်ရောက်ခင်နှစ်ရက်အလိုမှာချုပ်ပြန်ခဲ့တာပါ။အဲ့ဒီလိုမထုတ်ပြန်ခင်တွေကငလင်းပြင်းထန်ထိခိုက်ရာစခိုင်းဒေသအပါအဝင်တခြားပြည်နယ်နဲ့ချိုင်းတွေမှာပါစစ်ကောင်စီတပ်ကလေကြောင်းပုံကျတာစစ်ကြောင်းထူတာတွေကိုမယံနာပဲလှုပ်ဆောင်နေပါတယ်။ မက်လာ28ရဲ့နေ့လယ်တနာရီမထိုးခင်မှာလှုပ်ခတ်သွားတဲ့အင်အား9.9ပြင်းအားရှိငလင်တန်းကိုခန်းစားနေရတဲ့ဒုက္ခသည်တွေကိုလေရင်အုံပြုပြီးကူညီဖို့ထဲငလင်ဖြစ်ပွားတဲ့နေ့ကစပြီးဒီနေ့အချိန်ထိစစ်ကောင်စီတပ်ကနေရဒေသ6ခုကိုစုစုပေါင်းအကြိမ်ကြီး60တမနဲ့ဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်။ဒီလိုလှုပ်ဆောင်နေတာတွေကြောင့်စစ်ကောင်ဆောင်ရဲ့ထုတ်ပြန်ချက်ကိုယုံကြည်စရာအကြောင်းမရှိဘူးလို့ကရင်မျိုးသားကာကွယ်ရေးတပ် KNDF2CUC ချုပ်မာဝီကပြောပါတယ်။ အစကတည်းကခွေဆက်ခင်ထားတဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်သူစီကနေပြီးတော့မှတမတမက်ကြတဲ့အဲဂတိကဝတ်တွေအဖြောင်းမတ်မှုတွေမှန်ကန်မှုတွေကကျွန်တော်တို့မရနိုင်ဘူးเนาะဆိုတာကတနိုင်ငံလုံးတိပဲဖြစ်တယ်ပေါ့เนาะအဲတော့ကျွန်တော်တို့စီရေးနိုင်ငံရေးလုပ်နေကြတဲ့စုဖွဲ့တွေ organization တွေအားလုံးကတော့ဟော ကျွန်တော်တို့ပြည်သူလူထု နစ်နာမှုထိခိုက်မှုအ ਨੇ ဆုံးခြေနေတွေနဲ့ဆောင်ရွက်ပြီးတော့မှအလောက်ကန်ဆောင်ရွက်သွားကြဖို့ပဲဖြစ်ပါတယ်ဗောလေနော်ကျွန်တော်တို့ကတော့ဒီလိုပဲတုံသက်ပါတယ်ဗျအဖြစ်ရဲ့ညညာချက်ကိုစစ်ကောင်စီကအရင်စထုတ်ခဲ့တာတော့မဟုတ်ပါဘူးပြည်သူတွေအတိဒုက္ခရောက်ခဲ့ရတဲ့ငနေလို့အပြီးနောက်တည့်ရမှာပဲအမျိုးသားညီညွတ်ရေးအစိုးရ NUG ကမတ်လ30ရက်ကနေဧပြီလ12ရက်အထိလူသားချင်းစာနာထောက်ထားခြင်းအပြင်အပြစ်ရတယ်လို့စတင်ထုတ်ပြန်ခဲ့ပါတယ် အဲ့ဒီနောက်ညီနောင်မဟာမိတ်သုံးဘွယ်ဖြစ်တဲ့ရခိုင်တပ်တော် AA ကိုကန့်တဲ MND နဲ့တအန်းလူမျိုးရေးတပ်ဦး TNL တို့ကဧပြီ1ရက်ကနေ30ရက်အထိတလတာကာလအတွင်းငလိတန်ခန်းစားရတဲ့ဒေသတွေမှာကုညီကယ်ဆယ်ရေးအတွက်စေရနဝန်ထမ်းတွေစိတ်လက်ကြီးသားစွာလုပ်ကမ်းနိုင်ဖို့လူသားချင်းစာနာထောက်ထားမှုအတွက်ယာယီအပြည့်ရက်တယ်လို့ထုတ်ပြန်ခဲ့ပါတယ်။ စစ်ကောင်စီကတော့ထိုင်းနိုင်ငံဘန်ကောက်မြို့မှာကျင်းပမယ်အစည်းအဝေးတက်ဖို့တရက်အလိုမှာ22ရက်တာယာယီအပြည့်ရက်တယ်လို့ထုတ်ပြန်လာတာပါအဲ့ဒီတည့်ရက်ထဲမှာပဲကချင်လွတ်မြောက်ရေးတက် KAI ကစစ်ကောင်စီရဲ့ထုတ်ပြန်ချက်ကိုအမိပြုပြီးဧပြီလ2ရက်ကနေ22ရက်အထိအရာကြီးအပြည့်ရက်တယ်လို့တုံ့ပြန်ထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီလိုယာယီအပြည့်ရကြောင်းထုတ်ပြန်ပြီးနိုင်ပိုင်းအင်ချာမှာပဲစစ်ကောင်စီတပ်ကကချင်ပြည်နယ်အတွင်းဖမော်မြို့နယ်လက်မြန်ကျွရအညီကိုလျှင်ပုံကျဲတိုက်ခိုက်ခဲ့တယ်လို့ KIO ဗိုလ်ချုပ်ကမောကသူ့ရဲ့လူမှုကွန်ရက်မှာပုံနဲ့တကွကြင်ခဲ့ပါတယ်ငလင်းလောက်ခတ်ပြီးတဲ့နာဗမော်မျိုးနဲ့ဝိုင်းမော်မျိုးနဲ့လိုက်စာမျိုးအနီးတွေမှာလေချောင်းပုံကျက်မှုဆက်ချင်းထက်မင်းစစ်ကောင်စီတက်ကပြုလုပ်ခဲ့တာပါ ဒါကြောင့်စစ်ကောင်စီဘက်ကအပြစ်ရက်တယ်ဆိုတဲ့စကားဟာယုံကြည်စရာမရှိတဲ့စကားသာဖြစ်ပြီးအကျုံးရှိတဲ့ထုတ်ပြန်ချက်သာဖြစ်တယ်လို့မှတ်ချက်ပြုလာသူကကချင်လူခွင့်ရေးစောင့်ကြည့်ရေးဖွဲ့ KHRW ကတာဝန်ရှိသူကိုချက်ကောပါစစ်ကောင်စီကဒီထုတ်ပြန်ချက်ထုတ်ပြီးတဲ့နောက်ပိုင်းမှာနောက်နေ့မှာရောသူတို့ကတော့ဒီပုံချက်တက်ခတ်တော့အများအားလုပ်ပါတယ်ဒီဘုံဘက်ချမှတ်ဆိုရင်ဒီနေ့စဉ်နဲ့တိုင်းပေါ်တော့ဒီပုံ ကျေတာအချင်းပေါင်းများစွာတို့ကလုံနေပါလားပြီးတော့တမကပါဘူးဒီဝိမုံမျိုးပဲချမ်းပေါ်တော့ဒီဘက်မှာရတို့ကထိုးဆစ်စင်တာတွေလောက်ချနေပါလားပြီးတော့ဒီလိုင်ဇာမျိုးပဲချမ်းမှာပေါ့နော်လိုင်ဇာမျိုးပဲမှာရောဒီစီကောင်စီရဒီ drone တွေနဲ့ဒီဆောင်းကြည့်တာလုံခြုံရေးဒီလိုမျိုးလောက်ချမှုတော့တို့ကတော့အများလောက်ချနေပါလားပြီးတူတူဒီခက်တိုင်းရရတော့အခုချိန်ထိတော့တခြားတော့အာ information ပေါ့နော်တခြားတော့မသိရသေးပါဘူးစီကောင်စီရဲ့ထုတ်ပြန်ချက်ဒီအပြစ်ရက်ခက်ပေါ့နော်ဒီထုတ်ပြန်ချက်ဒီ ဟာကတော့ဘာမှအကျိုးမရှိဘူးလို့ကျွန်တော်တို့သုံးသပ်လို့ရပါတော့အာတကယ်လို့ဒီလိုမျိုးတာလှုပ်ချင်ကတော့သူတို့ကတော့စိုးစိုးကလေးကပေါ့နော်ဒီသူတို့လှုပ်ပါပြီကြာပါပြီဒါမှလည်းအခုအခုမှဒီလိုမျိုးလှုပ်တာတော့ဘာမှအကျိုးမရှိဘူးအခုထုတ်ထုတ်ပြန်တာလည်းဘာမှအကျိုးမရှိပါဘူးအလုံးတည့်တဲ့အတိုင်းပဲအာထုတ်ပြန်ချက်မတိုက်ခင်မှာရောဒီပြီးသူတို့တို့နေတဲ့နေရာမှာပုံချက်တက်ခတ်တော့ ီးတော့မြောက်မြောက်ဆောင်မနဲ့တည်ဆုံးရတာပြီးတော့ဒီထုတ်ပြန်ချက်မတိုက်ခင်နေမှာပဲဒီစီကောင်စီကတိုင်းတားလေးနဲ့ကိုင်နေတဲ့နေရာမှာဘုံကျက်တိုက်ခတ်လို့30ခတ်မနော်အတည်ဆုံးတာတွေရှိပါတယ်ငလင်လောက်ခတ်ပြီးမြန်မာအလဲပိုင်းဒေတာအချို့ကပြည်သူတွေတေကြေတန်ရာရဆုံရှုံမှုတွေကိုရင်ဆိုင်နေရချိန်မှာဒေတာတချို့မှာတော့ငလင်တံမခံရပေမဲ့လေချောင်းပုံကျမှုနဲ့လက်နက်ကြီးပစ်ခတ်မှုတွေကိုရင်ဆိုင်ကြရပါတယ် ငလင်ဘိုးချက်နဲ့အနီးဆုံးရှိခဲ့တဲ့စကိုင်းတိုင်း6ဦးမြို့နယ်ငရှန်ကျွေးရွာကိုဆိုရင်လေပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာစစ်ကောင်စီတပ်တွေကစစ်ကြောင်းထိုးပြီးရွာကိုမိရှူတာတွေလှုပ်ဆောင်ခဲ့ပါတယ်။အဲ့ဒီကျွေးရွာဟာစစ်ကောင်စီအထိုင်ချထားတဲ့6ဦးမြို့ပေါ်မြို့မရစကန်နဲ့3မိုင်လောက်သာကွာဝေးပြီး မုံရွာမန္တလေးကလန်းမကြီးဘေးမှာရှိပါတယ်။ အခုတစ်ချိန်နဲ့ဆိုမီးရှို့ခံရတာ၃ချိန်အထက်မှရှိပြီဖြစ်ပြီးအင်ဂျီ100နီးပါးလောက်မီးလောင်ဆုံးရှုံးခဲ့ရတာကြောင့်ဒေသခံထောင်ကျော်ဟာရှောင်တိန်နေကြရပါတယ်။ဒါအပြင်အင်အားပြင်းငလင်လုတ်ခတ်ခဲ့ပြီးနိုင်ပါအကျွဲမှာလည်းရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုကိုလျင်နဲ့ပုံကျဲတိုက်ခိုက်ခဲ့ပါသေးတယ်။ဒါပေမဲ့စစ်ကောင်းဆောင်ကထိုင်းနိုင်ငံကိုအစည်းအဝေးသွားမတက်ခင်မှာယာယီအပြစ်ရတယ်လို့ထုတ်ပြန်ခဲ့တာဟာ စစ်ကောင်စီအနေနဲ့သူ့ရဲ့အကျိုးစီးပွားအတွက်လှုပ်ဆောင်တဲ့အတူရောင်ပြည့်ရဲ့စကားသားဖြစ်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ပြောရေးဆိုခွင့်ရှိသူဦးကျော်စောက ပြောပါတယ်စစ်ကောင်စီကတော့ဆက်လက်ပြီးတော့ဘုံကျဲတိုက်ခိုက်မယ်တပ်ဖြတ်မယ်လို့မင်းအောင်လိုင်ကိုယ်တိုင်ပြောပြီးတော့ဒါပေမဲ့လည်းနိုင်ငံတကာ PR နဲ့ Beamstack ကိုမတက်ခင်မှာနာမည်ကောင်းလို့ရှင်တော့အစ်ဘရာနှစ်ရက်နေမှာမှသူကအပြစ်ကရက်စဲမဲ့ဆိုပြီးချိန်ညားတယ်ဒါပေမဲ့အပြစ်ကရက်စဲမဲ့ချိန်ညားပြီးတဲ့အချိန်မှာပဲ တောက်လျှောက်နေနေတဲ့ပြက်ခတ်မြောက်ကြီးနေတဲ့ပြက်ခတ်မြေပြင်မှာလည်းထိုးစစ်တွေဆင်ဆိုတဲ့ဟာမျိုးတွေသူတွေလုဆက်လက်လုကမ်းမျိုးပြည်သူတွေတော့တတ်ဖြတ်နေကြငလင်းဖြစ်ပြီးတဲ့နေ့ကနေဧပြီလ၄ရက်အထိတပတ်အတွင်းစစ်ကောင်စီတပ်ကလေကြောင်းနဲ့လက်နက်ကြီးတက်ခံမှု63ကြိမ်ထဲမှနေလှုပ်ဆောင်ခဲ့ပါတယ်။ အဲ့ဒီတိုက်ခိုက်ခံရမှုတွေအတွင်းခလီးငယ်နဲ့အမျိုးသမီးတွေအပါအဝင်68ဦးထဲမှနေတိဆုံးခဲ့သလို66ဦးထဲရာရရှိခဲ့တယ်လို့ NUG ကဧပြီ9ရက်မှာထုတ်ပြန်ခဲ့ပါတယ်။ငလင်တန်ခန်းစားခဲ့ရတဲ့မန္တလေးတိုင်းအတွင်းမှာ7ကြိမ်နဲ့စကိုင်းတိုင်းမှာ73ကြိမ်ခန့်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီးဖြစ်ခတ်တာတွေကိုခန်းစားခဲ့ကြရတာပါ။ကရင်ပြည်နယ်နဲ့ကရင်နီပြည်နယ်အကျွမ်းမှာလဲစစ်ပေးဆောင်နေနေထိုင်တဲ့နေရာတွေကိုလေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်လှုပ်ဆောင်ခဲ့ပါတယ်။ ကရင်ပြည်နယ်မိုးပြဲမြို့အနီးကပီကင်းကော့ခုကျေးရွာကိုဧပြီလ၄ရက်မှာမိုးပြဲမြို့အခြေဆိုင်ခမရအလီနေနေတက်ကလက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့်အယက်သားပြည်သူ၄ဦးသေဆုံးခဲ့ရပါတယ်။ငနေလှုပ်ပြီးနောက်ပိုင်းကရင်ပြည်နယ်မှာလည်းစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှု၃ချိန်ထပ်မံလှုပ်ဆောင်ခဲ့ပြီးလူ၅ဦးသေဆုံးခဲ့ရတယ်လို့သိရပါတယ်။ တစ်ဖက်မှာတော့စစ်ကောင်းဆောင်အနေနဲ့ငလင်းတန်းကိုအကြောင်းပြပြီးနိုင်ငံတကာအကူအညီကိုတောင်းခံနေပေမဲ့လက်တွေ့မှာလူသားချင်းစာနာထောက်ထားမှုတွေကိုချိုးဖောက်နေတယ်လို့ကယင်းဒီကြားကာလအုပ်ချုပ်ရေးကောင်စီ IEC အတွင်းရင်းမှုနှင့်ဥပညာကဆိုပါတယ်ကျွန်တော်လည်းတော်လေးကိုနားမလည်ဘူးပေါ့နော်စစ်ကောင်စီဘာလို့ချင်နေမှတော့မသိဘူးတဲ့အာဆိုလို့နေပဲကဒီနေနေလောက်တယ်သူကိုတို့ကိုနိုင်ကပဲဒီနိုင်ငံကကူညီလဲတောင်းတယ်ပြီးတော့မှဟို သူတို့ကိုနိုင်ရစပိုင်းကအပြစ်ခရဆေးဆိုတာလည်းမလုပ်ဘူးပေါ့နော်တခြား PR တစ်ခုကြောက်ပဲကျွန်တော်မြင်တော့ပေါ့နော်လှုပ်လှုပ်လို့ရတယ်လို့ပြောတော့ပေါ့ဒါပေမဲ့တကယ်လက်တွေ့ကတကယ်လူထုတွေပေါ်မှာစစ်ကောင်စစ်တနာရှိတဲ့အာလှုပ်ရတယ်မဟုတ်ပဲနဲ့သူတို့ရဲ့တက်ဆိုးတက်ဆိုးရှင်မှုအာသူတို့ရဲ့စိုးရင်ချက်တွေကြီးတယ်ဆိုတာကတော့အခုလှုပ်ရတဲ့ကတော့ပေါ်လွင်လာလဲပြောလို့ရတော့အဲ့ဒါမှတစ်ချက်ပါအာဟိုချို့နေရာဒေတာမှာက တော်တော်မတူဘူးသူတို့ကိုနိုင်ကဒီလူတို့ချက်သာတာမှုလုပ်ငန်းတွေလောက်ခွင့်မပေးတာတွေပြိပိနာတွေလောက်တော့ဗောနခြားတစ်ဖက်မှာဒီတက်ပွဲအလင်းမရှိဘဲနဲ့ခုလိုမျိုးဘုံကျဲတက်ခိုက်မှုတွေစက်တက်လုံနေတော့ဗောအဲ့တော့ကျွန်တော်တို့ကတော့တိတ်နားမလဲတော့ဘူးဗောနော်သူသူဘာလူချင်းလဲဗောအဓိကအဲ့ဒါဒါပေမဲ့တခြားသူလို့လို့ရတာကတော့အတူကတော့ဒီလူတို့ချက်သာတာမှုနိုင်ငံရဲ့ဥပဒေကိုလည်းတော်တော်တင်းချိုးပေါက်တယ်သူရဲ့ ဟိုဟိုအာနာတွေဆက်ပြီးနေပို့အတွက်ကတော့နေပေါင်းစုံနဲ့အာလူထုမျက်နှာကိုမငဲပဲနဲ့အတူလှုပ်မယ်ဆိုတာဟာကတော့ဟိုအဲ့လိုမျိုးပဲကျွန်တော်ကတော့မြင်ပါတယ်ခရင်ပြည်နယ်ဘက်မှာဆိုရင်လေလေကြောင်းတက်ခတ်မှုနဲ့လက်နက်ကြီးတက်ခတ်မှုတွေကိုငလင်ဖြစ်ပြီးတဲ့နောက်စစ်ကောင်စီကဇက်တိုက်လှုပ်ဆောင်နေစေပါပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာလည်းကော့တူးလီအုပ်ချုပ်နေပြီးကျဲလုံးမြို့နယ်ကလေဖိုးထရွာကိုလေရင်နဲ့ပုံချဲတိုက်ခတ်ခဲ့တာကြောင့်ခလေးငယ်၃ဦးအပါအဝင်ဒေသခံပြည်သူ၂ဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ် ကြပြင်ဖုန်ကြီးကြောင့်လူနေအိမ်တွေပျက်စီးခဲ့ရတယ်လို့လက်နက်ကြီးနဲ့ပစ်ခတ်တာကိုလည်းစစ်ကောင်စီတပ်တွေကစက်တိုက်လှုပ်ဆောင်နေတာပါစစ်တပ်ဟာ2018ခုနှစ်ကနေအခုနှစ်အထိအပြစ်ခတ်ရစဲရီကိုအကြိမ်ပေါင်း20ကျော်ထုတ်ပြန်ခဲ့တယ်လို့ဆိုထားပါတယ် အခုနောက်ဆုံးထုတ်ပြန်တဲ့ယာယီပစ်ခတ်ရစေးရေးထုတ်ပြန်ချက်အမှတ်လေးမှာတော့တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ကြော်လိုက်ရေးတပ်ဖွဲ့တွေကိုမချိုးဖောက်ဖို့အချက်တွေထုတ်ပြန်သတိပေးထားပေးမယ်။စစ်ကောင်စီကိုယ်တိုင်ကပေါ်တင်ချိုးဖောက်နေတာလည်းဖြစ်ပါတယ်။ဒီလိုလုပ်ရက်တွေကိုပြောင်ပြောင်ချင်းချင်းလှုပ်ဆောင်နေရင်စစ်ကောင်စီအနေနဲ့ယာယီအပြစ်ရမယ်ဆိုတဲ့စကားဟာအလိမ်ညာတာဖြစ်တယ်လို့တိုင်းရင်းသားလက်နက်ကိုင် ဖွဲ့တွေကကြုံပြန်ကြပါတယ်။ကရင်မျိုးသားစီယုံ KNU ရဲ့ပြောရေးဆိုခွင့်ရှိသူဖတိုစောကလဲစီက ကျွန်တော်တို့တော့အမြဲတမ်းစည်ရည်တည်အနေနဲ့ပေါ့နော်ရှိနေပါတယ်။အနောက်တစ်ချက်ပြောချင်တာကတော့စစ်ကောင်စီဘက်ကတော့သူတို့စစ်ကောင်စီခင်မတိုင်ခင်ကလေးကပေါ့နော်သူတို့ရဲ့ပြစ်ခတ်ရစေးဆိုတဲ့စကားလုံးကကျွန်တော်တို့အတွက်ကအမြဲတမ်းအမတ်တရားရှိနေတာပေါ့နော်အမတ်တရားဆိုတာကအမြဲတမ်းမူတာဝါဒနဲ့လိမ့်လေပြီးတော့ဝါဒဖြန့်တဲ့စကားလုံးပဲဖြစ်နေဆိုတာကျွန်တော်တို့အနေနဲ့တွေ့ကြုံရှိထားပြီးသားလည်းဖြစ်တယ်။အခုချိန်မှာလည်းပဲသူရဲ့နှစ်ပတ်တာပြစ်ခတ်ရစေးဆိုပေမဲ့ ျွန်တော်တို့ရဲ့ခရိုင်၄ခုလောက်ကိုလေရောင်းနဲ့တိုက်ခိုက်မှုတွေပြုလုပ်နေတယ်ဆိုတာကျွန်တော်တို့အတိပေးတင်ပြခြင်းပါလေခင်ဗျာတဘာဝဘေးဒဏ်သင်ဒေတာတွေမှာချက်ချင်းဝင်ဝင်ကုညီကယ်ဆယ်ရေးလှုပ်ဆောင်တာမတွေ့ရတဲ့စစ်တပ်ဟာပြည်သူလူထုကိုကုညီကယ်ဆယ်ဖို့ဝင်လာတဲ့တရုတ်နိုင်ငံကယ်ဆယ်ရေးချက်ချင်းဤအဖွဲ့ရင်နံကိုနှောင်ချုံမျိုးနဲ့ပြင်ဦးလင်ချာမှာဧပြီလ3ကပြစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။အဲ့ဒီရပိုင်ဟာငလင်းဖြစ်ပွားပြီးနောက်လူပေါင်း၄၀၀၀ကျော်တေဆုံးပျက်စီးမှုအတွေ့ မတ်လ31ကနေဧပြီလ6ရက်ကိုနိုင်ငံတော်အစ်စ်ဝန်ထဲချင်းအထိမ်းအမဲ့အဖြစ်စစ်ကောင်စီညင်ညာထားတဲ့ကာလလေးဖြစ်ပါတယ်။ဒီလိုအပြောနဲ့လက်တွေ့ကွာဟာတဲ့စစ်တပ်ရဲ့လုပ်ရက်တွေကြောင့်ပြည်သူတွေဟာအခုချိန်ထိအကာအကွယ်မဲ့ထိခိုက်ခံစားနေကြရဆဲပါ